ယေရှုရှင်ဖြစ်တဲ့အောင်ချမ်းရေးကိုမမေ့မလျော့ပဲသတင်းကြိုးအတွက်ရွှေငါချက်သားနဲ့ဂါရဝပြုခဲ့တဲ့တိုးအောင်အလုံးမဲမိကလာပေါင်းဗမိစနောင်းကနေချစ်စွလိုက်ပါတယ်တိုးအောင်နဲ့အောင်ချမ်းရေးတို့ကဆရာတပည့်တွေလည်းဖြစ်ကြသလိုသားမိတွေလည်းဖြစ်ကြပြီးဆရာကောင်းနဲ့တွေ့လို့တိုးအောင်လည်းအောင်မြင်လာခဲ့သူဖြစ်ခဲ့ပါပြီအောင်ချမ်းရေးနဲ့အတူတိုးအောင်ကအလုပ်တွေတူတူလုပ်ခဲ့ကြပြီးဆိုရှယ်မီဒီယာမှာနာမည်ကြီးအောင်စူးစမ်းခဲ့ကြတာပေါ့တိုးအောင်ကိုအောင်ချမ်းရေးကလက်တွဲခေါ်ပြီးထမင်းတွေတူတူစားပြခဲ့ကြရရှင် ငငယ်ကလေးကအမေမရှိတော့တဲ့တိုးအောင်ကိုအောင်ချမ်းကြီးကအမေလိုတမျိုးဆရာလိုတဖုံဆောက်ရှောက်ခဲ့ရပါလူမှုပေါင်းသင်းဆက်ဆံရေးနီးကဆလို့ဟာသဗီဒီယိုရိုက်နှီးတွေအကုန်အစုံကိုတင်ပေးခဲ့ပြီးတိုးအောင်ကိုဆက်လီဖြစ်အောင်လမ်းပြပေးခဲ့တာပါဒါပေမဲ့လည်းချစ်တတ်တဲ့နှလုံးသားရှိတဲ့တိုးအောင်ကသူ့မှာချစ်သူရှိလာတဲ့အခါမှာတော့လက်ထက်ချင်မြဲအောင်ချမ်းကြီးကသဘောမချခဲ့ပါဘူးတိုးအောင်က အောင်ချမ်းကြီးကိုလင်းယူတာအဖြစ်လားအမေဆိုပြီးတော့ပြောရကနေသူ့ရဲ့ဘဝတစ်စချိုးလဲပြောင်းလဲသွားပြီးအခုလိုအထက်ဆိုင်ပိုင်ရှင်ဘဝရောက်တဲ့အထိတဆင့်ဆင့်တိုးလာခဲ့ပါတယ်တိုးအောင်နဲ့အောင်ချမ်းကြီးက ခဲ့တဲ့နှစ်ကလေးကအဆင်ပြေသွားခဲ့ကြပြီးလိုက်ဆေးတွေလည်းတူတူရောင်းကြပါတယ်။ကျေးဇူးတိတက်တဲ့တွန်းအောင်ကအောင်ချမ်းရေးအတွက်ရွှေ၅ချက်သာဆွဲချိုးကြီးကိုလက်ဆောင်ဝယ်ပေးလိုက်တာပါ။ တမိုးကြီးရဲ့ဆွဲကြိုးကြီးဖြစ်လို့အောင်ချမ်းရီကတော့သူ့ကိုတကယ်ဝယ်ပေးရလို့မထင်မိဆန်းနောက်နေတယ်လို့ပဲထင်နေပါတယ်။ဒုံအောင်ကရွှေဆိုင်မှာတကယ်ဝယ်ပေးလိုက်တာဖြစ်ပြီးမထင်ထားတဲ့ surprise ကြီးလှုပ်ချလိုက်တာပေါ့။ဒုံအောင်ကငွေကြီးချမ်းသာသူဖြစ်လာတဲ့နောက်မှာလိုချင်တဲ့ပစ္စည်းတွေကိုဈေးမကြည့်ပဲဝယ်လာနိုင်တဲ့အထိအောင်မြင်နေပါပြီ။အခြားသူတွေအတွက်သိညာချီတန်းတဲ့ရွှေဆွဲကြိုးကြီးကိုဝယ်ဖို့အကြကြီးစုဆောင်းထားရပေမယ့်ဒုံအောင်ကတော့အထည်ဝယ်သလိုကိုဝယ်လိုက်တာရှင့် ဒီခေတ်မှာတော့ရွှေငါချက်သားရဲ့ဈေးနှုန်းကမနည်းပင်မဲ့တိုးအောင်ကအောင်ချမ်းရဲ့အတွက်တော့ဂါရဝလက်ဆောင်ဖြစ်ပါတယ်။ရွှေဆွဲချိုးခက်ကြီးကြီးကိုမှတ်နှမြောပဲကတော့လိုက်တာဖြစ်ပြီးအောင်ချမ်းရဲ့ကဒီလောက်တံမိုးကြီးတဲ့ဆွဲချိုးကြီးကိုရမယ်လို့တော့မထင်ထပ်ပါဘူး။ဆွဲချိုးကြီးရဲ့တံမိုးနဲ့တင်တင်းရချီတန်နေပြီးတိုးအောင်ရဲ့ခြေဆုတိတက်မှုကိုတော့တာရုခွန်နေကြပါတယ်။အောင်မြလာပြီးတဲ့နောက်မှာအောင်ချမ်းရဲ့ကိုလုံးဝမမေ့သွားပေအခုတက်ထိလဲလေးစားနေကြတဲ့အပြင်ဆွဲချိုးနဲ့ပါကာရဝပြုတ်လိုက်တာပါတွန်းအောင်ကချမ်းသာကြွယ်ဝလာတဲ့လှစ်ဝက်ချက်ထဲမှာကျေးဇူးတိတက်တာကလည်းပဝင်နေမယ်လို့ယုံကြည်ကြရရှင် တချို့တွေကတော့အောင်မြင်လာပြီးတဲ့နောက်မှာတူတူစူးစမ်းပြီးခဲ့တဲ့သူတွေကိုလည်းမေ့သွားတတ်ကြသလုံးဆရာတွေကိုလည်းမေ့သွားကြပါတယ်။ဒါပေမဲ့တွန်းအောင်မှာတော့ဂျေဆုတစ်တတဲ့စိတ်ထားလေးကရှိနေခဲ့ပြီးအောင်ချန်ကြီးကတော့တပည့်လေးရဲ့တည်တက်မှုကိုရရှိနေပါပြီ။တွန်းအောင်ဟာငငယ်ကလေးကစီးပွားရေးအဆင်မပြေလို့အတန်းပညာကိုလေးတန်းအထိပဲတတ်ဖူးပေမဲ့ဂျေဆုရှင်ကိုတည်တက်တဲ့နေရာမှာတော့လေးစားစရာကောင်းနေတာပေါ့။ အောင်ချမ်းရေးကလည်းတွန်းအောင်အတွက်ဆိုရင်အများနဲ့အစင်သိရှိနေပေးတဲ့အထိဆရာကောင်းပိသားသူဖြစ်လို့သူတို့နှစ်ယောက်ကြားရဲကိုတော့ဘယ်သူမှဝင်လို့မရတော့ပါဘူးတွန်းအောင်ကချမ်းသာလာတဲ့နောက်မှာဆိုင်တွေတဆိုင်မီးတဆိုင်ဖွင့်လာပြီးနမဲကြီးမင်းသမီးတွေကိုပွဲတက်ဖို့ငှားနိုင်တဲ့အထိအောင်မြင်နေပါတယ်တွန်းအောင်ရဲ့ဘဝမှာလမ်းပြပေးမဲ့အမေဆရာအောင်ချမ်းရေးကလည်းရှိတဲ့အပြင်သူ့ရဲ့ဖြစ်တည်မှုကိုအကုန်နားလည်ပေးမဲ့ကိုလင်းကလည်းရှိနေသေးလို့ဇလီဖြစ်အောင်စူးစမ်းခြင်းတွေအတွက်တော့အိုက်တော့ဖြစ်လာတာပါချမ်းသာကြွားလာပြီးနောက်အောင်ချမ်းရေးကိုရွှေငါးချက်သားနဲ့ကြောက်ခဲ့တဲ့တွန်းအောင်ရဲ့တိတက်မှုကိုအားကျနေပြီလားဆိုတာခေါမ မှာပြပြခဲ့ပါအောင်ရှင်အဆုံးတိကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ချပါအောင်နော် YouTube channel ကိုလည်း like and subscribe လုပ်ပြီးအပြည့်ခဲ့လို့ရပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ